ကျွန်တော်ရဲ့ channel ထဲမှာအများတန်းမေးပြကြတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဒါမိုးပြာကဘာအကျင့်ရှိရလဲဘယ်ဘယ်တရားကိုကျင့်တာလဲပေါ့နော်အဲ့လိုမျိုးဒါအများတန်းမေးရကြတယ်တကယ်လည်းဟုတ်တယ်ကျွန်တော်တင်သမျှဗီဒီယိုတွေကပေါ့နော်ဒါပြစ္ဆုတ်ပံကမ္မဝါဒနဲ့ပတ်သက်ပြီးတော့အဲယူဝါဒပိုင်းဆိုင်ရာတွေပြီးတော့ဒါနှက်ပြေငဲပြေတွေမရှိဘူးဆိုတဲ့အဲ့လိုမျိုးအကြောင်းအရာတွေပဲကျွန်တော်တင်ပြတာများတယ်ပြောတာဒီဗီဒီယိုမှာဒါပြစ္ဆုတ်ပံကမ္မဝါဒကဘယ်တရားတွေကိုကျင့်ရတာလဲဘယ်လိုကျင့်နေကျင့်ရတာလဲသူတို့ရဲ့အကျင့်အဓိကအနှဲ့ချုပ်ပေါ့နော် အဲသေးကြတာကတော့တရားထိုင်ရတာလုံးဝမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒါကြည့်လိုက်ရအောင်ပြောတုံးလှုပ်တုံးကလေးကခင်ဗျားတိပိသားဖြစ်တဲ့မိသမပฏิပဒါအပြောနဲ့မိသမပฏิပဒါအလုပ်ကခင်ဗျားတိပိသားလို့အော်ဘယ်လိုပြောမှမိသမပฏิပဒါအပြောဖြစ်တယ်ဘယ်လိုလုပ်မှမိသမပฏิပဒါအလုပ်ဖြစ်တယ်လို့ဆိုတာခင်ဗျားတိပိသားဖြစ်ခဲ့ရင်ခင်ဗျားအခုပြောနေတဲ့အချိန်မှာပဲအင်းဟာတော့မိသမပฏิပဒါအပြောရတော့ငါလွဲသွားတယ် ဝိသဝပฏิပဒါအလုတ်ကတော့လွဲသွားပြီလို့ဆိုတာမျက်တမ်းသိရပါလို့ဟိုနောက်ညကြမှာဘုရားဆင်ခြင်းနေကုန်ဟုတ်အဲတကယ်ဒီလိုပြောမိတယ်အဲ့ဒါဘာပြောရမလဲသိတကယ်မိသဝပฏิပဒါအပြောဆိုတာဘယ်လိုဟာမိသဝပฏิပဒါအလုတ်ဆိုတာဘယ်လိုဟာလို့မပြတ်သားလို့သာလို့ပြောရပါရဲ့တကယ်ဥပမာလေးတောင်ထုတ်ပြောလိုက်ပြီဥသိမ့်လင်ကားလို့1989ခုနှစ်က ကွန်ဆက်ငါးချက်တန်နေမတော့ရတော့ဘူးလို့ပြင်ညာလိုက်တယ်ကွာပြင်ညာလိုက်တာကိုခင်ဗျားတို့ဘယ်နှခါကြားမှာတော့တခါတည်းခင်ဗျာရေဒီယိုကကြားလို့တခါတည်းရေဒီယိုကကြားပြီးတော့အဲ့တခါတည်းမှထတာကွန်ဆက်ငါးချက်တန်ငါတော့ပြန်သွားပြီဟေးမတော့ရတော့ဘူးအဲ့ဒါကိုခင်ဗျားတို့ကကြားပြီးတော့မေ့နေမှာပါလို့တခြားစကားပြောနေတယ်တခြားလှုပ်လှုပ်နေတယ်တခြားကိစ္စဝိစ္စတွေထောင်ရက်နေတယ်လို့ဆိုလို့ရှိရင် အဲ့ဒါဆိုရင်ခင်ဗျားတို့ဒါမေ့နေပါပါလို့ဒါပေမဲ့အကြောင်းအားလျော်စွာ90နာကြာတံများ သူများကလာသေးပြီဒေးဝယ်ပြီဆိုလို့ရှိရဲ့ဟောအဲ့ဒီခါကျရင်တော့90နာကြာတံကိုခင်ဗျားတို့ကယူရတော့မယ်ဂိမ်းဖြစ်လာတဲ့အခါကျတော့ဟာဒါကမသုံးရဘူးဟာလို့ဆိုတာအရင်ကမသုံးရဘူးလို့တီးပြီးသားလေးကတစ်ချိန်နဲ့တီးတာတစ်ချိန်နဲ့အဲဒါမဲ့ဆိုတာဟာတစ်ချိန်ပဲရှိတယ်ဆိုတာအဲမဲ့ဆိုတာတစ်ချိန်နဲ့ဖြစ်တယ်လို့ဆိုတာမျိုးလို့ပဲ ုနေနာကြတာမတော့တော့ဘူးလို့သိတယ်အတိအကျင်းနဲ့ပတ်ကနေသူသိပြီးထားတဲ့ဟာကနောက်ခု95ကြတန်လာတဲ့ခါကျတော့အာဒါမတော့ဘူးအခုလည်းပဲတုတ္တဝမက်ဆိုတဲ့ဒီခုနကမိသမပฏิပဒါဆိုတာမက်ပါပဲကြနော်အဲ့ဒီမိသမပฏิပဒါဖြစ်တဲ့အပျောမက်အလုံးမက်ပေါ့နော်တမ္မာဝါစာနဲ့တမ္မာကမ္မန္တပေါ့တမ္မာကမ္မန္တဆိုတာဘာလို့ဆိုတော့ဓက္ခနဲ့ပြတ်ပြတ်သားသားသိတယ်တမ္မာဝါစာဆိုတာဘာလို့ဓက္ခနဲ့တတ်တတ်မှမှတိထားလိုက်တယ်ဖြစ် ဟောဒီပြီးကဘယ်တော့မှမေးလို့မရတော့ဘယ်တော့မှဖြတ်လို့မရတော့ဘယ်တော့မှဖြတ်လို့မရတော့ဘူးဆိုဒီအသည့်ကနေပြီးတော့ကြော်ပြီးတော့ကိုကနေပြီးတော့ယူတော့မယ်လို့ဆိုရင်ဟာဒါငါတော့ကြော်မလားမကြော်ဘူးလားတရားကိုငါကြော်မလားမကြော်ဘူးလားတရားတိုင်ငါလိုက်နာပါလားသို့မဟုတ်တရားကိုငါတော့အခုငါရမဲ့ဟာနဲ့ငါပေးစားရမဲ့ဟာနဲ့အတွက်ငါမတတ်နိုင်ဘူးငါကြော်ရတော့မှာတော်တယ်ကြော်ရင်တော့ကြော်လေတရားကြော်တာပဲ တရားကြော်တာ तू သိတယ်ကြော်မှကောင်းမှလို့ तू ကထင်တာဘာလို့လဲဆိုအရင်တော့ဒီလိုမျိုးလို့ကိစ္စပေါ်လာရင်တော့ဒီလိုမျိုးတော့ပြောလိုက်မှလှုပ်လိုက်မှကိုပဲကောင်းတယ်လို့ဆိုတာမျိုးလည်းကိုယ်ခံစားမှုထားတာဆိုတော့အဲဒီလိုမျိုးခံစားချက်ကိုကိုယ်လက်တွေ့သိထားတာဆိုတော့အဲတရားပြက်လဲမတတ်နိုင်ဘူးကွာငါတော့ကြော်လိုက်ရမှာပဲဖြစ်တယ်ကြော်မှာပေါ့သူကြော်ရင်မှသူစိတ်မကောင်းဘူးဘယ်လိုစိတ်မကောင်းဘူးလို့ဆိုရင်တော့အဲငါတရားတော့ပြက်တာ အဲ့တော့ဘယ်နဲ့လောရမှာတုံး။ဟောဒါဟောထက်ထက်ဒီခန္ဓာရချက်ကိုကြော်လိုက်ချင်းကြောင့်ရရှိတဲ့ခန္ဓာချက်ကိုသူထက်ထက်ချင်းချင်းတဲ့အခါကျမှအဲတကယ်ကောင်းတာမဟုတ်ဘူးဟာ။တကယ်ချိုးမိန်တာမဟုတ်ဘူးဟာနဲ့သူကသိသွားပြီးနောက်ဘုရားကိုသူမက်နဲ့အပြတ်ပယ်နိုင်တော့တာလို့ပြောကြတယ်နော်။အဲ့ဒီခါကျမှသူကတခါတည်းတရားနဲ့အညီပြန်ပြီးတော့နေနိုင်တော့တာလို့သူပြောရမှာပေါ့။ ရော်ဒါရှိမှပြောသွားခဲ့သမျှဝနစ်ချုပ်ရလွင်ပေါ့နော်ဒါပြစ်စုံဘကမ္မဝါဒရဲ့သူတို့ကျင့်နေဆိုတဲ့အရာကအဲတခြားအရာလည်းမဟုတ်ပြန်တော့ကျွန်တော်တို့အားလုံးသိကြတဲ့ဒါသစ္စာလေးပါးဆိုတာရှိတယ်အဲ့ဒီသစ္စာလေးပါးထဲမှာကျင့်ရမယ့်သစ္စာကမဂ္ဂသစ္စာဖြစ်တယ်ပေါ့နော်အဲ့ဒီမဂ္ဂသစ္စာထဲမှာဘာတွေပါလဲဆိုရင်ဒီမဂ္ဂင်၈ပါးဖြစ်တယ်အဲ့ဒီမဂ္ဂင်၈ပါးထဲမှာအဓိကအနှစ်ချုပ်ပေါ့နော်ကိုကျင့်ရမယ့်အရာ၃ခုရှိတယ်အဲ့ဒီ၃ခုကတော့ဒီသီလ၃ခုပေါ့နော် အပြောရဲ့အလုပ်ရဲ့ဒီအသက်မွေးမှုရဲ့အဲ့တော့ရှေ့မှာရှင်ညာနာပြောသွားတာကဒီအပြောရဲ့အလုပ်ရဲ့အဲပါဠိလိုဆိုရင်တော့ဒါတမ္မာဝါစာနဲ့ဒါတမ္မာကမ္မန္တပေါ့နော်အဲတချို့ကလည်းရှိတယ်ဒီရှင်ညာနာကသူတရားတွေဟောတဲ့အခါမှာဒီပါဠိလိုတွေလည်းထည့်မပြောဘူးပြောလွန်ပြဒီမြန်မာလိုရှင်းရှင်းလင်းလင်းဤတမ္မာလူနားလည်အောင်ပြောတဲ့အတွက် ြောလည်းထင်သေးတာလားသူတို့ကဒါပါဠိပါမပဲတရားလိုထင်ကြတာလားတော့မသိဘူးပေါ့နော်အဲ့တော့ဒါရှင်ညာနာရဲ့တရားတွေကိုသူတို့ကဘလို့ထင်မြင်ချက်ပေးကြတယ်လဲဆိုတော့ရှင်ညာနာကဒါသူထင်ရတယ်မြင်ရတယ်ရှောက်ပြောနေတယ်သူတွေးနေရှောက်ပြောနေတယ်ပေါ့နော်အဲ့တော့ဒါရှိမှပြောသွားသမျှဆိုရင်ပါဠိတွေတိတ်မတုံးတာပဲရှိတယ်တကယ်တော့ဒီတရားတွေကြီးပဲအဲ့ဆိုလိုတာကတော့ဖြင့်သူတို့တရားကိုဒီမိဒိမပတိပဒတရားမဂ်ကတရားပေါ့နော် လက်ရင်တရားအချက်ကလေးရှစ်ချက်ပါဒီရှစ်ချက်ကလည်းပဲဆန်းဆန်းပြားပြားရှစ်ချက်လည်းမဟုတ်တာမန်လူတွေနဲ့လူတွေဆက်ဆက်တဲ့အခါမှာကြည့်တယ်လူတစ်ယောက်ကလူတစ်ယောက်တွေးတယ်လူတစ်ယောက်ကလူတစ်ယောက်ကိုအကြောင်းတင်ပြောတယ်အကြောင်းတင်လှုပ်လဲလှုပ်ပေးတယ်အကြောင်းတင်ရင်ညနေနေ့မြန်နေတာတစ်ခုခုလည်းပဲအတိအမှတ်ပြုတဲ့အနေနဲ့ချိုးပြတယ်အတိအမှတ်ပြုတယ်ဆိုတာမုန်းတဲ့အတိအမှတ်ပြုပြီးခြင်းလား ချစ်တဲ့အတိအမှတ်ကိုပြုစေခြင်းသလားကိုယ်ကသူ့ကိုခင်မင်းနဲ့ချစ်ချစ်ကြည်တယ်လို့ဆိုရင်ပြုံးပြပါပေါ့သူ့ကိုမလိုလားဘူးမုန်းတီးတဲ့ဆိုရင်ခင်နာကိုချစ်ခေါ်ချိုးပြပါပေါ့မဲ့ပြပါပေါ့ရဲ့ပြပါပေါ့အမှုရာလုပ်ဒါကျွတ်တို့လူတွေနေတိုင်းလုပ်နေတာသူ့ကိုကြည်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်နောက်တခါပါလုပ်တယ်လေအဲသူ့နဲ့ဆက်လင်းပြီးတော့ကျွတ်တို့စူးစမ်းတယ် လိုကြတယ်တိတ်ထားတယ်။ဟောဒါရီကျွတ်တို့ကနေပြီးတော့အမြင်နဲ့လုံနေဒီအချက်ရှိချက်ဟာကျွတ်တို့နဲ့မရင်းသီးတဲ့အချက်အချက်ရှိချက်ပေါ့။ကျွတ်တို့ဒီမှာပဂတိရှိနေတဲ့အချက်ရှိ။ဒီအချက်ရှိချက်မှာကျွတ်တို့ကတမန်အောင်ဘယ်လိုပြောမလဲ။ဘယ်လိုလုပ်မလဲ။တမန်အောင်ဘယ်လိုကြည့်မလဲဘယ်လိုတွေးမလဲ။ဟောဒါကျွတ်တို့ကနေပြီးတော့ဒါလေးလိုတာလို့ပြောကြပါဦး။ဒါကိုကျွတ်တို့ကနေပြီးတော့ဖះနဲ့တမန်နဲ့ပြီးပြီး ပြီးသတာကိုကျွတ်တော့တိလျောင်လောက်ထားဒီချက်ချင်းချက်ကတော့ဖြင့်ပြောမယ်ဆိုရင်ဘယ်လိုမှငါမမေ့နိုင်တဲ့အချက်ရှိချက်ငါကိုယ်တည်းကနေဘယ်လိုမှပျောက်လို့မရတဲ့အချက်ရှိချက်လို့အဲ့ဒီအဖြစ်ရောက်တာဟာကျောင်းသူတော်တော်မှပြောပါဘာလို့အញ្ញံမှာတော့ဒါထူးခြားတယ်လို့ပဲပြောရမှာအញ្ញံကဘာပြောသွားလဲဆိုရင်ဒါကျွန်တော်တို့ကပေါ့နော်မေသိမပฏิပဒါဖြစ်တဲ့အကျင့်တရားတွေသီလတရားတွေ မဲဒီမပရိပရာဖြစ်တဲ့အပြောအလုတ်အကင်ပေါ့နော်အဲ့လိုຢာမျိုးတွေကိုကျွန်တော်တို့ကဒါတိရှိပြီဆိုတာနဲ့အဲမတ်ဘုတ်ကိုဖြစ်သွားပြီအဲ့လောက်နဲ့တော့မဟုတ်သေးဘူးပေါ့နော်တကယ်တော့ဒီသစ္စာလေးပါးတို့လည်းပါသေးတယ်ဆိုလိုတာကဗျာအဲ့ဒီຢာတွေကိုကိုကတိရှိနားလည်အောင်လှုပ်လိုက်တာနဲ့မတ်ဘုတ်ကိုဖြစ်သွားပြီအဲ့တော့ရှင်းမှလည်းပြောရတယ်ဒီမတ်ဆိုတာကတစ်ချိန်ပဲကြားတယ်ပေါ့နော်ဆိုတာကအဲ့ဒီအသည့်တွေကိုအသည့်ရဲ့ကိုအောင်နောက်တွေကိုရောက်လာပြီကိုကနားလည်ပြီဆိုတာနဲ့တပြိုင်တည်းကိုကမတ်ဘုတ်ကိုဖြစ်သွားပြီကျင့်တာမကျင့်တာကတော့ဒါနောက်ထပ်ကိစ္စပေါ့နော် အဲ့ဒါကတော့ကျွန်တော်တို့ဒါရိုးရာဗုဒ္ဓဘာသာနဲ့တော့မတူအဲရိုးရာဗုဒ္ဓဘာသာကဒီသူတို့မတ်ကြရလဲတစ်ချိန်ပဲအဲဒါပေမဲ့သူတို့ကနောက်ဆက်တွဲဖြစ်သူကကိုယ်အသီးတိုင်ကျင့်စရာမလိုတော့ဘူးသူကအော်တိုလုံပြီးသားပေါ့နော်သီလဆိုရင်လဲအဲ့လိုပုံစံမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်တော့သူစီကန်းကိုတိတာတရားစီကန်းကိုသူသူတိသူတိတာအဲဒီတရားစီကန်းကိုချိုးလိုက်လို့ရှင်တော့ဒုက္ခရောက်မှာပဲသူတိတာဒါကြောင့်မလို့ ဒီတရားတိကံသိတာတော့ဖြစ်ဒါနာမဖြောက်ပြနိုင်ဘူးဆိုတာဖြစ်သွားအဲ့တော့ဘာဖြစ်လဲဒီတရားတိကံကိုချိုးပြတ်ခြင်းကြောင့်ဒီတရားတိကံကိုပျောက်ပြတ်ခြင်းကြောင့်ရရှိမဲ့ဝိညာဉ်ချမှုလည်းပဲသူ့စီမှာမရှိတော့တော့ဆိုဒီသူ့တော်တာဘာလို့ပြောအဲ့ဒီလိုမျိုးလို့တိလိုက်တဲ့အတွက်သူကဘာဖြစ်မှာနောက်ဘဝလည်းပဲသူမတင်စားဘူးနောက်ဘဝလည်းမတင်စားဘူးအခုဘဝလည်းမတင်စားဘူးဘဝလို့ပြောတဲ့စကားတော့နည်းနည်းလွန်သွားပြီလို့ဆိုလို့ရှိရင် ဘမွေးရနာဖြစ်ရလဲမတင်သာဘူးသေပြီးနောင်ဖြစ်ရလဲမတင်သာဘူးအခုလူဆိုတဲ့ကိုယ်ဖြစ်ရလဲမတင်သာဘူးအဲဒါလိုပြောရမှာလားအဲ့တော့သူလိုတာကတော့ပြင်အခုရောနောက်ရောနောင်ရောဟိုတောင် तू မတင်သာတော့ तू ပါစဉ်းစားမလဲအော်မတရားတဲ့အမြင်မျိုးမတရားတဲ့အတွေးမျိုးမတရားတဲ့အပြောမျိုးအလုပ်မျိုးအနေမျိုးစူးစမ်းနှိုးကြားသိထားမျိုး ဖြစ်တယ်မိသမပฏิပဒါမဖြစ်တဲ့အပြောဆိုလို့လို့နေထိုင်နေတဲ့အတွေ့အမြင်တွေပေါ့ဗျာစာရှိရတယ်ပေါ့ဟာဒါတွေကိုသူကနေပြီးတော့ပြက်ပြက်တာတာတိလိုက်ပြီးဆိုရင်ဟာဒီသူတကယ်တော့တာပါပြောဒါကိုကျွတ်တို့တွေကျွတ်တို့ရဲ့တရားဓမ္မတွေရေရာမြန်သိကြရဲ့လားဒါလေးကပြောမစင်တော့ကြောင်ကြောင်ပြေးသိနေရပါကြောင်ကြောင်ပြေးသိနေရမယ်ဟာဆိုပြီးတော့ကျွတ်တို့ကအာ ပါတယ်တမားတဲ့အမြင်တမားတဲ့အတွေ့တမားတဲ့အပြော်တမားတဲ့အလုပ်တမားတဲ့နေတမားတဲ့ဂျိုးသားတမားတဲ့နှိုးကြတမားတဲ့စိတ်ထားနဲ့သကလုံးလေးကိုပြ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 ကလေးဖြစ်နေအောင်ကျွတ်တို့လည်းပဲတင်ကြတော့ပေးထားပါတယ်ဗဇတ်ထဲခွန့်ထားဗဇတ်ထဲခွန့်ထားပြီမလို့တမားတဲ့အမြင်ဆိုတာဟာမတမားတဲ့အမြင်ကဘယ်လိုဟာတော့မတမားတဲ့အမြင်ကဘယ်လိုဟာတော့ဆိုတော့ကိုယ်သိမှနော်တမားတဲ့အမြင်ကလည်းပဲတမားတဲ့အတွေးဆိုဟာမတမားတဲ့အတွေးတွေကဘယ်လိုဟာတွေတော့ဟာဒါတွေလည်းသိနေမှာမတမားတဲ့အတွေးမဟုတ်ဘူးကိုယ်သိနေမှာ ဲဒါကြောင့်မို့လို့ကျွတ်တော့အဲ့ဒါလေးကိုမေးခွန်းတစ်ခုဖြစ်ပြီးကျွတ်တော့မေးထားတယ်မေးခွန်းတစ်ခုမေးထားတယ်ဆိုတာပညာသန်းကျင်လို့မေးထားတာမဟုတ်ဘူးကျွတ်တို့တက္ကသိုလ်မတွေဟောဒီအကြောင်းအရာကိုပြီးကြီးနေအောင်သိသိသိဖို့တည်းသိရေးကြီးတယ်ဆိုတာကိုကျွတ်တော့နေသိသိကျင်လို့ဒါကိုကျွတ်တော့နေပြီးတော့မေးထားတယ်သူပြောဘယ်လိုမေးတာဆိုအရိယတို့လမ်းစဉ်ဖြစ်တဲ့မိတိမပฏิပဒါအမြင်အတွေ့အပြောအလုပ်အနေကြိုးစားနှိုးကြစိတ်ထားတွေ့ဟာဘယ်လိုဟာတွေလဲလို့ကျွတ်မေးတာဒါနောင်ကျွတ်တို့မေးတဲ့စာ တူတူတီးတီးခြားခြားကိုဒါသိရမယ်ဟာပဲဒီဒီရှိချက်ဒီရှိချက်ကိုမှကျွတ်တော့နေပြီးတော့အနက်ကိုခရိုးခရိုင်လေးဘုဒ္ဓဝါဒလေးဖြစ်နေသေးတယ်ဆင်တော့အဲ့ဒါတော်တော်ကိုဟာမကြဘူးသူပြောကြတာအဲ့တော့ဖုံးလို့ကြောက်အမြင်ကပဲပန်သေးသလိုလိုတော့ဘာလို့ဖြစ်လာမှာနော်ဒါတော့ဘာဖြစ်လဲ तू ကဘာဖြစ်လဲ तू ဘယ်လိုမြင်လဲလို့ဆိုတဲ့အခါကျအာ तू ကတော့တခါတည်းပရမတ္ထတိသအရိပဲမြင်တယ်လို့ပြောကြတယ်အဲ့ဒါတော့မှအရိယတိသကို ပြုတ်လို့တဲ့တခါတဲ့18နှစ်လောက်လက်တွဲပြီးလောက်လာတဲ့ဘုဟုနာဒါလက်မလွတ်နိုင်ဘူးပြန်တခါတဲ့အဲအဲ့လိုဆိုတော့ဘယ်မတုံးကဒီဘက်ကြီးစပါအမြင်ကဟောပြုတ်လို့ဒီလိုမျိုးပြောနေတယ်ပတိဘုဟုနာတော့ဘက်ကြီးစပါအမြင်ကမမြင်ဘူးလို့ဆိုလို့ရှိရင်ဘယ်မတုံးကလို့တို့တခါတော့မှ၄လို့တုံလို့ဆရာပါလားလို့သိခဲ့တယ်အဲ့တော့ကျွတ်တို့တခါတော့မှ၄ကဟောဒီတိနံပါတ်မေကုံကလေးကိုတော့ပြင်ဒါခင်ဗျားတို့ကိုယ်တိုင်ကလည်းပဲ တအားမြဖြေချားတွေးကြသေးခြင်းပါလေဝိနည်းကကလေးလေးတယောက်လာဖြေသွားသေးတယ်ဗျာကလေးလေးတယောက်ဆိုတော့ဥထောင်းအောင်ရဲ့တအားကလေးပါပဲမော်တော်ဆိုင်ကတည်းက7နာရီလောက်ကရောက်လာပြီးတော့ဟုတ်ဗန်နာရီလောက်ပြီးတော့ချိန်ပေးနေမှာမင်းငါ7နာရီဝယ်9နာရီဆိုအဲ့ပါလို့ဘာလို့ဆိုငါနေမကောင်းဘူးကွာလို့ဆိုကိုနာရီထိသူတရားပြောတော့တယ်တနာရီပြောတော့ဘာလို့လာတော့လို့ဆိုတော့ကြာဒီမိကုန်းနေပြီးတော့ဖြေရင်းလို့လေဟာမင်းနဲ့တန်းကြမှာလာပြေပေါ့ကွာလို့နဲ့ပြန်ကြမှာပွဲပဲလို့ဆိုတော့ကြာမဟုတ်ဘူးတဲ့ဒီလိုကဒီနေ့ဖြေပါတဲ့အမေသူကလည်းတတ်တိကောက်ဗျာ ဖြေရားသူကလည်းဖြေရတဲ့ခုပဲဖြေလိုက်ရပါတယ်တခုဖြေပြီးတော့နောက်ကြတော့နောက်တခြားတွေတွေးနေသွားတာ ਨੇ အမေဒီမှာပဋိပဒါအမြင်ဖြစ်တဲ့အမြင်ကဘယ်လိုဟာတော့လဲသူမေးတယ်မင်းတို့လည်းဖြေကြရားသူကလည်းဒါမင်းဒီမှာပဋိပဒါဖြစ်တဲ့အတွေ့အကြုံတော့ဒါအဲ့ဒီအမြင်တိုင်းပေါ်ပြတဲ့အတွေ့အကြုံတွေပါတည်းလည်းအဲ့သူဒီလိုပဲဖြေသွားတယ်သူဟာလွဲတော့လွဲတာမဟုတ်ဘူးလွဲတာမဟုတ်ဘူးမလို့တကယ်တမ်းနဲ့နဲ့ကျွတ်ကျွတ်တိသွားတဲ့အနေအထားရှိတာမဟုတ်ဘူးလို့တော့ပြောရမယ်အနေအထားရှိတယ် ဒါပေမဲ့သိသွားမဲ့အနေထားလဲတောင်းတော့ရှိမှာပါတာအဲ့လိုမျိုးလေးပြောရအောင်နိဒံဘာဖြစ်နေပါပြောဆိုအဲ့ဒီမိစ္ဆာပฏิပဒါကချော်နိုင်တဲ့အသွန်လန်းစဉ်ပယောဂတွေလို့သာရိုက်တဲ့သူကပပိုးလာဒီတဲမှာလည်းပဲယောဂလိုပဲပါတယ်ပယောဂလိုပါအသွန်လန်းစဉ်ယောဂတွေကဘယ်လိုဟာလဲလို့ပယောဂတွေကဘယ်လိုဟာလဲလို့ဒီသာရွက်ထဲမှာပါနေဒါခင်ဗျားတို့သိတဲ့သာရွက်တွေကပါပိုးနေပယောဂမဟုတ်ဘူးယောဂ အဲဒါကာမဒုက္ခလီကာနုယောဂအတ္တကိလမထာနုယောဂနုဆိုတာကနောက်လိုက်တာကိုပြောတာအနုနောက်လိုက်တာကာမဒုက္ခလီကာနုယောဂဆိုတာကာမဒုက္ခလီကာနောက်လိုက်တဲ့ယောဂဖြစ်ကာမဒုက္ခလီကာနုယောဂဆိုတာကကာမဒုက္ခလီအတ္တကိလမထာနုယောဂဆိုတာကအတ္တကိလမထာနောက်လိုက်တဲ့အနုဆိုတာအတ္တကိလမထာအနု အတ္တကီလိုမီတာနောက်လိုက်တဲ့ယောဂကယောဂလို့ပဲဒါပြောတာအဲတော့ကာမတုခန္ဓိကာနုယောဂအတ္တကီလိုမီတာနုယောဂဆိုတော့အဲ့ဒီအစွန်းလန်းဖြစ်တယ်ယောဂတွေကဘယ်လိုဟာတွေလဲလို့ကျွတ်သွားတယ်မိခါဒါမိမပฏิပဒါကချော်နိုင်တဲ့ယောဂတွေကဘယ်လိုဟာတွေလဲလို့ကျွတ်သွားမိရတော့ကာမတုခန္ဓိကာနုယောဂကိုနည်းနည်းပုံပေါ်အောင်ပြောရမှာပေါ့အတ္တကီလိုမီတာနုယောဂလည်းနည်းနည်းပုံပေါ်အောင်ပြောရမှာပေါ့အဲမင်းညာကလေးကတော့ မယ်တပိတော့ကာမတုခန္ဓိကနိရောဂကတော့တိတ်ပုံမပေါ်ပြောတာဘူးလေအတ္တကိလမထာနိရောဂကတော့ပြောတတ်ပါရဲ့သူတို့ပြောသွားတယ်ဓာတိမာတွေနဲ့ထုတ်သွားတာပါပဲအတ္တကိလမထာနိရောဂကပြောတာကြတော့သူကဘာပြောသွားလဲဆိုတော့ကာမတွေကလွတ်အောင်ကြောင်ပြီးတော့နေတဲ့အကျင့်နေဟာဒါအတ္တကိလမထာနုအတ္တကိလမထာနောက်လိုက်တဲ့ယောဂတွေပေါ့ဗျာတဲ့ဆိုတော့အေးပြင်ဟာလည်းပဲဘျွန်းသဘောအချင်းကျွန်တော်မချိုးဘူးပါလို့ တကောက်ပြီတလို့သိတော့ကာမတွေကလွတ်အောင်ဘယ်လိုနေတာတော့ကွာသူမေးတဲ့အခါကျတော့ဘယ်လိုနေတာကျတော့သူသိမပေါ်တော့ဘူးဒါဒါလည်းပဲသူလည်းပဲကြိုးစားပြီးတော့ဒါပြေတာပဲလို့ပြောကြပါတော့ဘယ်လိုပေါ်တာတော့လို့ပြေးတဲ့အခါတော့သူမပြောတတ်တော့ကျုပ်ကပြောပြပါတယ်အေးဘောကွာလို့လူမှာရှိတာကသိရယ်ကိုယ်ရယ်တစ်ခုရှိတာကွာလို့မင်းစိတ်ကိုမင်းကနေပြီးတော့ထိန်းထားလိုက်မယ်ဆိုရင်ဘာမှမသိတော့ဘူးကွာလို့တခါမင်းစိတ်က မထိန်တော့ကမြင်နေပေမြင်သည်။ကြားသည်။နာသည်။အာယုံအခေရေရုပ်တွေကိုရုပ်အရှိတွေကိုဖျောက်ကြည့်လိုက်ပဲစေအဲပဲအဲမင်းဆိုတာလုံးဖြစ်တော့ဘူးကွာလေလုံးဖြစ်တယ်ဆိုတာမင်းဆိုတဲ့သိတတ်တဲ့စိတ်လည်းရှိတယ်အတိခါရတဲ့ဒါခါရအာယုံတွေလည်းပဲရှိတယ်အဲ့လိုမှဘူးကွာလေအခုတော့အတိခါရတဲ့အာယုံတွေဖျောက်ပြည့်ပြည့်ဒုံမို့သိတတ်တဲ့မင်းစိတ်ဖျောက်ပြည့်ပြည့်အဲ့လိုဆိုရင်မင်းပိန်သွားမှာပေါ့လို့ မင်းစိတ်ဖြောက်ပြည်လဲမင်းဘာမှမသိတော့ဘူးမင်းရဲ့အတိခံအာယုန်ကြီးဖြောက်ပြည်လဲမင်းဘာမှမသိတော့ဘူးဖြစ်တော့ဘောလို့အဲ့လိုဆိုရင်မင်းကိုကိုကိုဒါဒီတဲ့ပြပန်းတာဘာရှိတော့မှာတော့ဘွာလို့ဒီတဲ့ကြုံသွားသေးတာဘာရှိတော့မှာတော့လို့အဲအဲ့လိုမျိုးလို့ပြောတော့မှာအေးဗျာတဲ့ဒါကာမတုခန္ဓိကအတ္တကိလေသာနိယောကတော့သိပါပြီတဲ့ကာမတုခန္ဓိကနိယောကကတူတော့ငိုတဲ့ကမသိဘူးတဲ့ပြောသမအောင်နဲ့သူကပြောတာနဲ့ကာမတုခန္ဓိကနိယောကကျတော့သူကတခြင်းငွေနားထောင်တာဟာ ကမ္မဒုက္ခလေးကလားတူဒီလိုပဲပြောရဲအဲ့ဒါမှဆွေးသွေးရတယ်ဖြေသွားလို့9နိုင်ထိုးရတယ်သူလည်းပြန်သွားရတယ်ပေါ့ဗျာဒါဆိုလိုတာကတော့အေးသွေးတစ်ချင်းနားထောင်နေဆိုတာလေလို့တစ်ချင်းစီကရရတခုကိုရှိရတော့လေမင်းနားထောင်အောင်ပါဘောလို့တကယ်တော့တစ်ချင်းနားထောင်နေဆိုတာနားထောင်လို့ကောင်းအောင်တကယ်ကောင်းတဲ့အတိတ်ပဲရှိတဲ့စကားကလေးကိုပြောတဲ့အခါမှာဘယ်နားမထောင်ခြင်းဖြစ်နေလို့ဆိုလို့ကောင်းစီတတ်တဲ့ရတာလေးတန်စင်လေးပါထည့်ပြီးတော့မင်းကိုပေးလိုက်တာဟာ အဲ့ဒါတခင်းထားထောင်ရတာကွာလို့အခုတော့မင်းဟာကလို့တာသားလည်းမပါဘူးပါတဲ့တာသားလည်းအင်္ဂလိပ်အင်္ဂလိပ်ကလည်းမင်းမတတ်အဲ့တော့လို့မင်းဟာဘာနာထောင်တာတော့တန်းစင်တက်တက်နားထောင်တာအယူလာကွာလို့ပြောလဲလိုပဲပြောရဲအဲဘုန်းကြီးတို့ကကင်းမမီလို့တဲ့ပြောရတာအဲဘုန်းကြီးတို့ကကင်းမမီရအောင်ဒီတော့မင်းဟာအတန်ပဲနားထောင်နေဆိုတာအတန်ဆိုတာဟာလို့စကားရဲ့တင်ဒီတာကွာလို့ ်တရားမှမသိပဲနဲ့အတဏ္ဍာတော့လို့ဘာတိမာတော့ဘူးကွာလို့အဲအဲ့ဒါလေးဖိပြလိုက်တာရေလေချေသွားတာပေါ့ဗျာအဲအဲ့လိုမျိုးကလေးလို့လို့သူပြမနေညာဒီနှစ်ခုလာပြောသွားရဲ့ဒါမိတိမပฏิပဒါရဲ့ကချော်နိုင်တဲ့အစွန်လန်းစဉ်ယောဂတွေကဘယ်လိုဟာတွေလဲတဲ့ဒါလေးလေယောဂတွေကိုနည်းနည်းလေးတော့ကိုသိတာလေးတော့သိသွားအောင်ပြောကြရမှာပေါ့ဗျာ ကျော်ဒါရှိမှဆိုရင်ရှင်ညာနာကဒါအစွန်းနှစ်ပါးနဲ့ပတ်သက်ပြီးတော့ရှေးရှေးဝေးဝေးလေးကိုဟောသွားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါရှေးပိုင်းမှာဟောသွားတဲ့ဒီခင်တရားတွေကိုကျင့်တဲ့နေရာမှာအခုလိုမျိုးဒါအစွန်းနှစ်ပါးလွတ်ဖို့ဆိုတာကပြောလိုက်တော်တော်ကြီးခက်တာကိုလည်းတွေ့ရလိမ့်မယ်တစ်ဖက်မဟုတ်တစ်ဖက်ကိုလည်းကတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ရှေးမှာလည်းဒါရှင်ညာနာကပြောသွားတယ်ဒီကာမဂုဏ်လိုက်တဲ့အစွန်းရဲ့ ပြီးတော့အတ္တကိလမထဆိုရဲဒါကိုယ်ကိုညှဉ်းပန်းနှိပ်စက်တယ်ကိုယ်ကိုဒါညှဉ်းပန်းနှိပ်စက်တယ်ဆိုတာမျိုးကကျွန်တော်တို့ကအရင်တော့ထင်ခဲ့ကြတာကဒါပကံခေတ်ကရည်ကြီးတွေလိုမျိုးပေါ့နော်ဒါမီးလုံနာတို့ရေငုံနာတို့အဲ့လိုမျိုးတွေပဲကျွန်တော်တို့ကဒါတွေးခဲ့ကြတာတကယ်တော့မဟုတ်ဘူးဗျအခုခေတ်လိုမျိုးဒါတရားထိုင်တာတွေစိတ်ကိုအာရုံတစ်ခုထဲမှာတည်ငြိမ်အောင်ထားပြီးတော့ဒါကိုယ်ကိုတည်ရလုံအောင်နေတာပေါ့နော်အဲ့တော့အဲ့ဒီအရာကလည်းအစွန်တစ်ပါးပဲပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကဒါဥပုံနေမှာဥပုတ်သွားစောင့်တယ်ဒီနေမှာကိုယ်ကတည်ရလုံကျင်တဲ့အတွက်ပေါ့နော်ပါလို့တလဲဆိုရင်ပြီးထိုင်စိတ်နေတယ် ဲ့တော့သီလကလုံလားဆိုတော့လုံတယ်ဒါပေမဲ့ဒီအစွန်းတစ်ဖက်မှာကတ်နေတဲ့သီလဖြစ်နေပေါ့နော်အဲနောက်ထပ်အစွန်းတစ်ခုကတော့ဒါကာမဂုဏ်လိုက်စားတဲ့သီလသူကဘလို့လဲဆိုတော့ဒီဘဝကိုပျော်ပါးပါးနေရင်းနဲ့ပဲဒါကာမဂုဏ်နေကြတဲ့မှာသူကနေမျောနေရင်းနဲ့ဒီသီလကိုလုံနေတဲ့သီလမျိုးပေါ့နော် တော်လွန်ပြအဲ့ဒီလေလဲကြကြတီလာဆိုတဲ့အရာကိုကျွန်တော်တို့ကဒါနားလဲဖို့ပဲဖြစ်ဖြစ်ကျင့်ဖို့ပဲဖြစ်ဖြစ်အဲတတော်ကြီးကိုဒါလေးလာနိုင်မှနာယူနိုင်မှဖြစ်လိမ့်မယ်အဲအဲ့လိုမျိုးသေးစိတ်ဟောတာလည်းပြောလည်းမရှိသလောက်ပဲနားလဲအောင်ပေါ့နော်ဘာလို့လဲဆိုရင်ဒီမြမပြီမာကတော်မြမကတိတဲ့အတိုင်းပဲတီလာဆိုလဲရိုးတီလာပဲပေါ့နော်သူများသက်မသက်ရဘူးအဲသူဥစ္စာမခိုးရအောင်ဒီအခုလိုမျိုးပဲဒါရိုးရိုးရှင်းရှင်းလေးပေါ့နော်အချက်လက်တွေပဲပေးလိုက်ပြီးတော့ဒါလေးကျင့်ပေါ့နော်အဲသူဘလို့ကျင့်နေဆိုတာမျိုးလည်းထဲ့မတွက်တော့ဘူး အဲသူ့သူဘယ်ဆုံးမဲ့ကက်ကဲထဲ့ကိုမတွက်တော့ဘူးနော်အဲ့လိုမျိုးတွေပဲများတယ်မြန်မာပြည်မှာတော့တတိယမိသမအဲ့ဒီမိသမပฏิပဒါကိုတဲ့အရိယာတို့လမ်းစဉ်ဖြစ်ကြောင်းဒါမိသမပฏิပဒါဟာအရိယာတွေရဲ့လမ်းစဉ်ဖြစ်တယ်ဒါပြောမသိတော့ယူသားတဲ့သူတွေကျင့်သုံးရမယ်ကျင့်စဉ်ဖြစ်တယ်ကျင့်စရာဖြစ်တယ်လို့ဆိုတဲ့အကြောင်းလူတွေသိဖို့အတွက်ပွားများအားထုတ်ရမှာလားတဲ့အားထုတ်ယူရမှာလားပေါ့ဗျာယောဂကိုကျင့်ယူရမှာလားပေါ့ဆိုလိုတာတော့ ။အဲဒါမှမဟုတ်လို့ရှိရင်တင်ကြားနာယူရမှာလားတဲ့။ဘယ်လိုလုပ်ရမှာလဲလို့။အဲဒါလေးကျွတ်တို့မေးထားပါဗျာ။တကယ်တော့ဒါတွေကဘာမှခက်တဲ့ဟာတွေမဟုတ်ပါဘူး။တကယ်တော့ကျွတ်တို့ရဲ့ဟောချက်ကိုနားထဲမှာတကယ်ပဲတီတီညီညီညွတ်ညွတ်သိနေပြီဆိုရင်အတက်နဲ့တက်နဲ့ဒါတွေသိတော့မှာ hari ပါဗျာ။တက်တဲ့ကျွတ်တို့ကပု္ပ္ပာကြီးကိုလှုပ်ချံပြီးတော့မေးတယ်လို့မမှတ်ပေးပါနဲ့လို့ဒီလိုပြောရပါ။အဲတော့နံပါတ်၄ဖြစ်နေ အဲ့ဒီမိသမပฏิပဒါကပွားရမယ်တရားဖြစ်တော့တဲ့ပွားတဲ့အခါဘာကိုကြည့်ပြီးဘာကိုသိရပါတော့တဲ့ပြီးတော့တဲ့မြင်တာအမြင်ခုနမိသမပฏิပဒါအမြင်အတွေ့အပြောအလုပ်အနေသမားတဲ့အမြင်တွေပြောလို့ပါဘာကြည့်ရပါတော့ဘာကြည့်ပြီးပွားရပါတော့မေးလာတော့ဘာကြည့်ပြီးပွားရမှာတော့ဆိုတဲ့အခါကျတော့ပြီးတော့ကြည့်ပြီးပွားတဲ့အခါကဘယ်နိဗ္ဗာန်ပဲကြည့်ပြီးပွားမှာလို့လို့ အဲဒီတခြားပဲကြည့်ပြီးပွားဘာလို့လို့ဒါတွေလည်းပြောနေကြတာဆိုတော့တို့တို့ကြည့်ပြီးပွားမယ်ဟာဘာတုံးလို့သာ哦ပြီးလို့တို့တာပေါ့နောက်တခါအဲ့လိုမျိုးတို့ကြည့်တဲ့အတွက်ပြီးလို့ဘာတိမာတော့လဲဘာတိမာတော့ဆိုတာလည်းပဲဒါတို့တို့တို့တာပေါ့လို့ပြောပေါ့ဒါလည်းခက်တဲ့ဘုရားကြီးလည်းမဟုတ်ဘူးခက်တဲ့ပြဒနာကြီးလည်းမဟုတ်ဘူးဘာဖြစ်လို့လို့လို့ဆိုလို့ရှိရဲ့တကယ်ပိစောပတိဥတာကိုရောက်နေပြီးတည်တဲ့သူကတန်းပြီးတာဘာဖြစ်လို့တန်းပြီးတာတော့မဆိုလို့ရှိရင်ဘယ် ူပွားတော့ပွားတယ်ဘာပွားရမယ်လို့ तू မသိဘူးဆိုရင်သူတို့ဘာတိအောင်ပွားရတယ်လို့မသိဘူးဆိုရင် तू ပွားတာဘယ်လိုကြီးနှောင်းပွားပေါ့တကယ်တော့ तू ပွားတယ်ဟောဒီမိတိမပฏิဝရာတရားဖြစ်တဲ့တမာတဲ့အမြင်အတွေ့အပြောအလုံးအနေတွေကိုပွားတယ်ပွားတာဘာတိအောင်ပွားတာဘာကိုသိဖို့အတွက်ကြည့်တာအဲဒါလေးကတော့သူကြည့်ခွက်တော့သိဖို့ကောင်းတာပေါ့အဲအဲ့လိုမျိုးလေးတို့ကဒါသိပြီးသားအရာလေးဖြစ်နေရပါဆိုပြီးတော့ဒီတတ္တိက ဗုဒ္ဓလေးဥဒ္ဒါဟောတဏှုဒ္ဒဗုဒ္ဓလေးမေးလိုက်နောက်ပြေသဘာဗုဒ္ဓလေးကတော့အဲ့ဒီမေးသဘာပရိဥဒ္ဒါကိုပွားတဲ့အတွက်ဘာတွေကိုရပါလဲဘာကိုရပါလဲဒါလည်းပွားတော့ပွားပြီနောက်ပွားလို့ရတာကဘာမှမရှိဘူးပြင်တော့ဘယ်လိုလုပ်ပြီးသိလဲပေါ့ပွားရင်ဟောပွားတဲ့တည်းအေးအဲ့တော့ဟောတာဖြစ်ပြီဟောတာရပြီသဘပြောပွားတဲ့သူပြောနေတာပေါ့ ညော်တာဒီနေရာမှာအခုဒါဆင်ညာနာမိကုန်းမေးလိုက်ပေါ့နော်အဲ့ဒီဒါလဲလက်ကြတဲ့တီလာတွေကိုကိုကချင့်ချန်တဲ့တွေကို့အတွက်ဘာတွေဖြစ်လာမလဲရှစ်ဆက်ပြီးတော့ဒါဘာတွေရမလဲပေါ့နော်အဲ့တော့ကျွန်တော်ဆင်ညာနာရဲ့တရားတွေတဲကနေပဲဒီဒါယူဘူးတဲ့တဲကနေပဲပေါ့နော်ပြန်ပြီးတော့ဖြည့်ကြည့်ရလို့ရင်သူကဒါတီလာသမားကြီးပညာပေါ့နော်အစင်လိုက်လဲရှိတယ်အဲ့တော့ဒီတီလာချင့်ချန်တဲ့သူကဒီလမ်းစဉ်မှန်ရင်ပေါ့နော်လမ်းစဉ်မမှန်ရင်တော့သူကအဲ့ဒီတီလာကရှေ့ဆက်တက်ဖို့လည်းမရှိဘူးဘာမှလည်းရရစရာမရှိဘူး အဲတကယ်လို့ဒါလမ်းစဉ်မှန်မှန်နဲ့ကျင့်မယ်ဆိုရင်တီလာပြီးလို့ရင်တမာရီဖြစ်မယ်အဲ့ဒီနောက်ဆုံးမှာဒီပညာပေါ့နော်အဲသူလိုတာကတော့တရားကျလို့ကနေပြီးတော့သိတယ်တရားရတယ်လို့ဆိုရင်တရားသိတဲ့သူတရားရတဲ့သူကဒါတော့ကျူတူကနေပြီးတော့ဘုရုပ္ပိသဗ္ဗတိဗ္ဗတာဘွားလို့ဘာရတယ်ဟိတို့ပိသဗ္ဗတိဗ္ဗတာဘွားလို့ဘာသိတယ်ဟိတို့ပိသဗ္ဗတိဗ္ဗတာတို့ပိသဗ္ဗတိဗ္ဗတာကအားထုတ်ရတာမဟုတ်ဘူးဟိတာကြည့်ပြေပေါ့ဘယ်လိုလုပ်ရတာဟိ အဲဒါကတော့မိသမပฏิပဒါရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ယောဂတွေဆိုတာဟောဘယ်လိုဖြစ်နေဟိုပြောတာတို့မိသမပฏิပဒါဖြစ်တဲ့အမြင်အတွေ့အထရှိတဲ့ဟာတွေကဘယ်လိုဟာတွေဒါတော့သူတို့တရားတော်မှာညောကြည့်နေအောင်သူတို့ကတိကျသေးတယ်နေဗျာအဲဒါလိုဖြစ်တဲ့အတွက်ဟောဒီပြဒနာလေး၅ရက်ကိုမကအရိယတစ္ဆာနဲ့စပ်ပြီးကြလားဟောသူတို့ကနေခင်ဗျားတို့မေးလိုက်တာဖြစ်မကအရိယတစ္ဆာနဲ့စပ်ပြီးမေးလိုက်တာကိုတရားတော်မှာတွေကဒီကနေ့တော့ဖြစ်ဒီလောက်ပဲသူတို့က လုံနိုင်မယ်ခင်နေပြဟောဒီနားရက်လောက်ပဲပြတော့ဒါပြောနိုင်ကြမယ်ခင်နေဒါလေးကိုဘယ်ကြုတ်ပြန်ပြောကြပါဦးလို့ပြောကြပါဦးဆိုတာကိုပြင်းဘယ်လောက်တိနေပြီဟောဒီမေဟောဒီမေဒီမပရိပဒါအမြင်နဲ့စက်လင်းပြီးတော့အချက်၅ချက်ထဲကပထမ၅ချက်ပေါ့နော်ပထမ၅ချက်ထဲကနေပြီးတော့ကိုပြောခြင်းနဲ့အကြောင်းအရာကိုကိုကနေပြီးတော့ပြောပြကြပါလို့ကျုပ်တော့ပြောခြင်းနဲ့ဒီလိုမျိုးပြောတာကိုတော်တော်ကြားခြင်းနဲ့ မားတာကိုအရာကောက်ခြင်းလို့လည်းမဟုတ်ဘူးအဖတ်ဆဲခြင်းလို့လည်းမဟုတ်ဘူးမှားနေဆိုရင်တို့ကဝမ်းသာဖို့ပဲမှားတယ်ဆိုရင်ဩဒါတို့ပြကြအောင်ပါဟိဒါတို့ပြောကြအောင်ပါလို့တို့ကဒီလိုပဲနှလုံးထားမှာပါဘု து ကိုတယောဖို့လည်းမဟုတ်ဘူးဘု து ကိုရှုံချဖို့လည်းမဟုတ်ဘူးဒါပြောရမှာပေါ့မှားခြင်းလည်းမှားမှာပဲဘာဖြစ်လို့လဲဆိုတော့ကိုတိထားတာကမတိကြဘူးဆိုရင်မှားနိုင်တာပေါ့အဲဒီလိုမျိုးလို့မှားနိုင်တာဖြစ်တဲ့အတွက်ကျလေးဘာမလုပ်နဲ့အဲဒီလိုမျိုးလို့မှားနိုင်တာဖြစ်တဲ့အတွက် ဒါမှားနိုင်တာလဲမှားခြင်းလဲမှားပါသေးမှားခြင်းလဲမှားပါသေးဟောအဲ့ဒီလိုမျိုးဒါပြောကြပါလို့ဒီလိုပြောอ่ะအဲ့တော့ကျွန်းတို့အခုဒီဓမ္မသွေးနွေးဘွဲရဲ့သွေးနွေးမောမှန်ဘွဲကိုဆက်ရောက်လာကြတဲ့သူကဘယ်နှယောက်ရှိတဲ့တုံးကျွန်းတို့မန္တလေးတည်းကတော့ဘယ်နှယောက်ရှိလဲဆိုတာကျွန်းတို့မသိဘူးဒါဝင်းမော်ခင်ချင်းတိတိမလားမသိဘူးသူပဲဒီမှာတော့လူရည်လေလောက်နေတာပဲဒါအဲ့တော့အခုရောက်လာတဲ့လူကတော့ ဘိုးလားပေါ်ရောက်တယ်ဘိုးသိုးရောက်တယ်ဝင်းမော်လည်းနောက်မှရောက်တယ်နောက်တခါဦးအောင်လှန်ရောက်တယ်တခါကဦးတင်မြရောက်တယ်ဦးလားရွှေရောက်တယ်ဦးလားရွှေနောက်တခါကြီးနာမည်ဘယ်သူလဲဦးဦးရွှေရောက်တယ်နော်နောက်တခါဦးဘူးတာဦးဘိုးလေးရောက်တယ်ဦးတန်းထွန်းရောက်တယ်ဟုတ်လားနော်နောက်ဦးကျော်ဦးရောက်တယ်နော်နောက်ဦးကင်းစိုးရောက်တယ် ိုးဘက်ကတော်ပါကြီးဘုသူတော့တိုင်းရင်ရောက်တယ်နော်ဗီဒီယိုကတော့ဒါတော်ရှည်သွားပြီဗျာကျွန်တော်အဓိကတင်ပြချင်တဲ့အပိုင်းကလည်းဒါပြီးသွားပြီပေါ့နော်အဲ့တော့မိုးပြာမှာတနည်းအားဖြင့်ဒါပိစုံပန်ကာမဝါဒရဲ့အဓိကအကျင့်ကဘာလဲဆိုရင်သစ္စာလေးပါးတရားတွေကဒီမဂ်ကင်သစ္စာပေါ့နော်မဂ်ကသစ္စာအဲ့ဒီမဂ်ကသစ္စာတွေကဒီမဂ်ကင်၈ပါးအဲ့ဒီ၈ပါးတွေကဒါသီလ၃ပါးပေါ့နော် အဲ့ဒီသီလသုံးပါးကဒါရောရဲ့အလုပ်ရဲ့အသက်မွေးမှုရဲ့ပေါ့အဲ့ဒီသုံးခုကိုဒါကောင်းကောင်းကျင့်ကြံရမယ်ဆိုတာကိုဒါရှင်ညာနာတော့ဟောသွားတယ်ဒါအဲ့ဒီသုံးချက်ကိုကျင့်ကြံရမယ်ဆိုတဲ့နေရာမှာလည်းကျင့်ကြံရုံနဲ့လည်းမပြီးသေးဘူးကိုကအစွန်းတစ်ပါးလွတ်အောင်လည်းကျင့်ရအောင်မယ်